င်္ဂလာပါကျွန်တော်ကနေနေပါမြို့သားညီညီဆိုရကာကွယ်ရေးဌာနပြည်သူ့ကာကွယ်ရေးတမတော် Trial Bureau မှာတာဝန်ထမ်းဆောင်နေတဲ့ဤပြောင်မှုတယောက်ဖြစ်ပါတယ်အခုလည်းတော့ကျွန်တော်တို့တော်လိုင်းတက်တွေသိယူထားတဲ့နေမြေတွေမှာစစ်ကောင်စီကပြုတ်လို့နေတဲ့ဒေချောင်းတိုက်ခိုက်မှုတွေပတ်သက်ပြီးတော့အဲသားတွေအများကြီးထိခိုက်သေးဆုံးနေတဲ့ဆိုတဲ့အကြောင်းကိုကျွလို့နေစစ်ကောင်စီတက်ရဲ့စစ်ကောင်စီလော်ဘီတွေနဲ့ကျွန်တော်တို့ပြည်သူတွေမြန်မာနိုင်ငံမှာရှိတဲ့ရဲသားပြည်သူတွေအားလုံးကိုကိုကိုဝင်သိအောင်ကိုကိုကိုဝင်မြင်အောင်ကျွန်တော်ပြပြချင်ပါတယ် ကျွန်တော်ကအခုလက်ရှိအဲ့ဒီနေမြေတွေမှာတာဝန်ထမ်းဆောင်နေနေပြည်တော်တယောက်ပါတက်တက်မဲ့ကျွန်တော်အရသာပြည်သူတွေထိခိုက်သေးသေးပျက်စီးအောင်အရသာပြည်သူတွေအများကြီးရှိတဲ့နေရာရွေးပြီးတော့လေချောင်းတိုက်ခိုက်နေတာအခုဆိုရင်စင်ကုနဲ့တပိတ်ချင်းနှမျိုးနေနေမှာတယ်အရသာဥယျတရားကြော်တည်ဆုံးခဲ့ပြီဖြစ်ပါတယ် PDF တွေထိခိုက်တယ်ဆိုတာရှားပါတယ်ဒါကိုကျွန်တော်မြေပြင်ထွက်လာတဲ့ဓာတ်ပုံတွေရေဗီဒီယိုမတန်းတွေကကျွန်တော်တက်တည်ဖြစ်တဲ့ညှဉ်းဆန်းလို့လုံးဝမရပါဘူး ရက်သားတွေကြည်တီးတန့်ထိခိုက်တဲ့ဖြစ်ရတွေကအများစုဖြစ်ပါတယ်ကျွန်တော်တို့အာလက်တလောဖြစ်ပွားခဲ့တဲ့ပြင်းအားခိုတဲ့တမခုံအဆင့်နဲ့လှုပ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးတစ်မြို့လုံးနှီးပါသခိုင်းတစ်မြို့လုံးနှီးပါအာပျက်စီးဆုံးရှုံးခဲ့တဲ့ရက်သားတွေအများကြီးတည်ဆုံးခဲ့တယ်ရက်သားအိုးအိမ်တွေပျက်စီးခဲ့တယ်ဒါကိုပြည်သူတွေတည်ပြီးသားဖြစ်တယ်ကျွန်တော်အနေနဲ့ကတော့ရှမ်းမြောက်ကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ပျက်စီးသွားတဲ့မြို့ကြီးတွေ နောက်ခုကချင်းပြည်နယ်ကမြို့တွေပြီးတော့မလင်းနဲ့အနီးဆုံးမှာရှိတဲ့လက်ပံလာကြေးရွာမှာရှိတဲ့ air strike လုပ်ခဲ့တဲ့ခါမှာအဲ့ဒီ air strike မှာတည်ဆုံးခဲ့တဲ့အဲဒါအများကြီးတည်တာကိုကြည့်ပြီးတော့ကျွန်တော်တို့ဒါရီထူးဆက်နေတော့ဒီလိုစိတ်ထိကြိုက်စရာတဲ့အတိတ်ထာရုံကိစ္စတွေနဲ့ကျွန်တော်တို့ကရင်းနှီးနေတယ်လို့မျိုးဖြစ်နေတယ်။အာဒါကတော့ဘယ်လိုပြောမှာတော့ကျွန်တော်တို့အနေနဲ့အသားကျနေတယ်လို့ဖြစ်နေတာ။အာတပိတ်ချင်းမျိုးနဲ့ရေရွက်ကြီး ကြေးရွာမှာတိုက်ခတ်ခဲ့တဲ့လေကြောင်းတိုက်ခတ်မှုဆိုရင်တော့ကျွန်တော်တို့ဒါအပူအဆိုးဆုံးလို့ပြောရမယ်ရဲသားတွေအများကြီးတေးရဆိုတော့ဒီလိုလေကြောင်းတိုက်ခိုက်လို့စေရရအားတာသွားမယ်မဟုတ်ဘူးဆိုတာကိုသိစေချင်တယ်တဖြည်းဖြည်းနဲ့အရင်တော့ကစစ်ကောင်စီကိုကျွန်တော်တို့ပြည်သူတွေမထောက်ခံကြရပို့ပြီးတော့မှဆိုးတဲ့အချိန်နေစစ်ကောင်စီကိုပုံမုံးတည်တဲ့အချိန်နေရောက်လာပြီဆိုတာကိုသိစေချင်တယ်ဘာကြောင့်ဒီလိုရဲသားပြည်သူတွေအများကြီးရှိနေနေရအောင်လေကြောင်းတိုက်ခိုက်ပါတယ်လဲကျွန်တော်တို့ပြည်တဲ့ရှိလို့ဖြစ်တယ်ဆိုပြီးတော့ ျွန်တော်တို့ပြည်သူတွေကြားထဲမှာစစ်ကောင်စီကတက်ရှို့တွေးခွဲနေတာလားအပြောနေတာကတော့အော်ပြည်သူကအဲ့လောက်ငြင်းနေတာမဟုတ်ဆိုတာကိုသိစေချင်တယ်ပြည်သူကဘယ်သူကကျူးလွန်လဲဆိုတာကိုသိဖို့သိတယ်အဲ့တော့ကျွန်တော်တို့စစ်သားတွေပဲကျွန်တော်တို့ရှိတဲ့နေရာတွေကိုပဲတက်တက်ချက်ကျွန်တော်တို့ကကိစ္စမရှိကျွန်တော်တို့ကသိဖို့အစိုးရကရွေးချယ်ထားပြီးသားပဲအဲ့တော့အခုလိုအရသားတွေအစုလိုက်အပြုံလိုက် တည်ကြည်ပျက်စီးဖို့ညွန်ကြားလာတဲ့အမိတ်တွေကိုလည်းမနာခံဘူးဆိုတာကျွန်တော်စစ်သားကောင်းတွေတိတိတိကျတဲ့အချက်ပဲဒါဟုတ်စစ်ကောင်စီရဲ့တပ်သားတွေလည်းသိရဆိုတော့မလုတ်သိမလုတ်ထိုက်ကြရမလုတ်ဖို့ ਨੇ ဒီလိုအယတားပြည်သူတွေအများကြီးထိခိုက်တည်ကြည်ပျက်စီးအောင်လုတ်ခဲ့တဲ့ခင်ဗျားတို့စစ်ကောင်စီတပ်ကိုလုံးဝပြက်ပြက်သုံးသွားတဲ့အချိန်ကျွန်တော်တို့ခြေမုံးမယ်တုတ်တယ်မယ်ပြီးတော့ခင်ဗျားတို့စစ်ကောင်စီတပ်ကိုတက်ရောက်ချင်းစီ စစ်ခုံရုံးကိုဂုတ်ဆွေးပြီးခေါ်တဲ့အဆင့်တီရအောင်ကျွန်တော်တို့ကြိုးစားသွားမယ်လို့အတိပေးသတိပေးခြင်းတယ်ပြည်သူတွေသိစေချင်တာကတော့ဟိုကျွန်တော် PDF တွေရှိတဲ့နေရာမှာပဲဖြစ်ဖြစ်ကျွန်တော် PDF တွေမရှိတဲ့နေရာမှာပဲဖြစ်ဖြစ်ဟုတ်အရင်အနှစ်တွေအများကြီးကြရပြည်တွင်းစစ်မှာရဲသားတွေကိုပဲပြစ်မဲ့ထားတိုက်ခိုက်ခဲ့တယ်ဆိုတာပဲဒါကိုသိစေချင်တယ်ဒါကြောင့်ရဲသားပြည်သူတွေအနေနဲ့အခုလိုမျိုးစစ်ကောင်စီကပြုတ်လုပ်တဲ့၄ချောင်းအန်ဒီရီကိုစနစ်တကျကာကွယ်နိုင်ဖို့ ဘုံကိုချင်းတူးတာတွေလေချောပတ်သက်တဲ့အတိပေးနှိုးဆော်ချက်တွေကိုတတိထားလိုက်နာကြဖို့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်